ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးဒီနေ့နှစ်ရက်22လဒီဇင်ဘာ2025ပေါ့နော်ဟုတ်ပြီဗျာဆရာကြီးရှင်ကိုနှစ်ပတ်တကြိမ်လာတာမှာဒီနေ့ရောက်လာပြီပေါ့ဆရာကြီးရှင်နဲ့ဆရာကြီးကိုကြော့ထားတာလေးတွေသမီးစုပေါင်းပြီးယူလာပါတယ်ဟုတ်ပြီဒါတို့ဟာဟောအားလုံးပေါင်းဘယ်နဲ့ရောက်လဲဆိုတော့ဖြစ်နိုင်ရဲ့1 2သူတို့တရားနေပြီးတော့ခြေစူးစကားပြောခြင်းလို့ ဟုတ်ကဲ့ပါဆရာကြီးမှတ်တမ်းလေးလည်းယူတာပေါ့နော်ဆရာကြီးဟုတ်18ရက်17လ2025ထားတာပါကိုကျော်စေရတဲ့မြဝတီမြဝတီဟုတ်ပြီဟာမြဝတီနှစ်သိန်းချက်ပါဆရာကြီးဟိုးမနေဘူးပဲဟုတ်ကဲ့ဆရာကြီးနောက်တစ်ခါအဲ့ဒီ18ရက်ပဲဆရာကြီးတို့ရှီအောင်ငွေဝင်လာတာပေါ့နော်ဥတေစာလွင်ဒေါ်စင်စင်အေး ွဲပြီးစင်ကာပူကတသိန်းကျပ်ပါဆရာကြီးဒီပါနော်သူတို့လည်းနားထောင်ကြလားဟုတ်ကဲ့ပါဆရာကြီးနားထောင်ကြပါတယ်ဟာဒါလို့ရနောက်တစ်ခါ16ရက်နေ့ပေါ့နော်17လ2025မဝင်းဝင်းခိုင်ဖအံက3000ကျပ်ပါဆရာကြီးဟုတ်ပြီကျေးဇူးတင်ပါတယ်ဟာသူကရေးထားတာလေးကကျမကြီးဘုဟုထုတ္တနေ့တိုင်းပြောပြပေးနေလို့တဲ့ကျေးဇူးတင်လို့ကြတော့တာပါဆရာကြီးရှင်ဟာဆရာကြီးကလည်းဝမ်းသာလိုက်တာဗျာဟုတ်ကဲ့ဆရာကြီးပါဆိုဆရာကြီးဆိုတော့အသက်80ပြည့်ရက်ချင်နေတာ ဟုတ်ကဲ့ဆရာနားကျင်တာတမိတော်ပြောမိတယ်နော်ဟုတ်ကဲ့ပြောပါတယ်ဆရာအခုတော့အဲ့လိုမေခွန်းလေးတွေမေးကြတယ်လိုက်နာကြတယ်အကျိုးရှိကြတယ်ဆိုတော့လေကိုပြောနိုင်နေသေးရင်ပေါ့နော်ဟုတ်ကဲ့ပါဆရာကြီးဂျမိုင်းကြီးကောင်းတော့ပြောပါမယ်လို့ဟုတ်ကဲ့ပါဒါမဲ့အခုတော့အသက်က80နှစ်နဲ့ထဲရောက်သွားပါပြီလို့ဟုတ်ကဲ့ပါဆရာကြီးနောက်တစ်ယောက်က23ရက်နေ့17လ2025ပေါ့နော်ဆရာကြီးဟုတ်ပြီသူကတော့စံထိတ်ထားကျော်ဟုတ်ပြီဗျာစံထိတ်ထားကျော် မလေးရှားပါဆရာကြီး ီပါပဲနော်ဟာ तू อ่ะတသိန်းကျက်ပါဆရာကြီးသာဓုခေါ်ပါတယ်သူလည်းဆရာကြီးရဲ့မေတ္တာတွေနဲ့နေထိုင်မှုစားသောက်မှုပုံစံတွေလမ်းညွှန်ပြောကြားပေးကြတာကြားသိရတဲ့အတွေ့အကြုံအခုဆိုတဲ့စင်ကျင်နေထိုင်စားသောက်ရင် အနာတဝက်လောက်တက်တာလာပါတယ်ရှင်အာဝမ်းသာလိုက်တာဗျာဆရာကြီးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်တဲ့အေးဆရာကြီးလည်းအထူးပဲမူတီတာပွားပါတယ်ဝမ်းသာပါတယ်လို့အမှတ်တရပြောချင်ပါတယ်ဗျာဟုတ်ကဲ့ပါဆရာကြီးနောက်တစ်ယောက်ကတော့တန့်ရှင်းတဘာဝထုတ်လို့ရေးပါတော့ဆရာကြီး ဟုတ်ပြီ။ तू อ่ะတသိန်းချက်ပါ။ဟုတ်ပြီဒါလေးပြင်လုံးစားပေးရတသိန်းချက်ပါဆရာကြီးဟုတ်ပြီအားလုံးပေါင်း6သိန်း3000ချက်ပါဆရာကြီးဟုတ်ပြီကဲဒါဆရာကြီးဒါဟုတ်ပြီနသမီးစိုက်ထဲကိုပြန်ထည့်လိုက်နော်ထည့်လိုက်ပါနော်ဟုတ်ဟုတ်ဒီမှာလည်းမှတ်တမ်းလေးကိုတခါတည်းစားအိမ်တခါတည်းရေးပေးထားတာပါဆရာကြီးဟုတ်ပြီဟုတ်ပြီအဲ့တော့ ဒါအလှငွေမဟုတ်ဘဲနဲ့လေဟုတ်ကဲ့ပါဆရာအပူဇော်ငွေဆိုရင်ပိုကောင်းပါတယ်ဟုတ်ကဲ့ပူဇော်ငွေပါပူဇော်ငွေဆိုဆရာအပူဇော်ခံတာမဟုတ်ပါဘူးဟုတ်ကဲ့ပါဆရာနော်ဆရာကိုတင်ပေးတဲ့ဆရာကြီးကြီးတိုင်းရင်းဆေးဆရာကြီးကြီးဟုတ်ကဲ့ပါဆရာနော်ဒီဆေးပညာဖော်ထုတ်ခဲ့တဲ့ပညာရှင်ကြီးကြီးဒီဆေးပညာကိုမတိမ်ကောမပါပြောက်အောင်နော်ကျွတ်ကျွတ်စားနဲ့ထိမ့်သိမ့်ရတဲ့ဆရာကြီးကြီးဆရာကြီးအဆူဆူကရော့တယ်လို့စိတ်ထဲမှာယိမ်းမှန်းပါဟုတ်ကဲ့ပါဆရာဆရာကိုယ်တိုင်လည်းပဲဆရာတယောက်တည်းနဲ့ ဒါတွေအသုံးမပြုအောင်ဟုတ်ကဲ့ပါဆရာအဲ့လိုကျေးဇူးရှိတဲ့ဆရာကြီးတွေလိုအပ်ရရာလေးတွေလည်းဆရာတွေကနေပြီးတော့ပြန်ပြီးတော့တစ်စက်လူဒန်းပေးပါတယ်အဲ့ဒီအတွက်ဝမ်းမြောက်ပါဟုတ်ကဲ့ပါဆရာ။ဇာတ်လည်းခေါ်ပါ။ဟုတ်ကဲ့ပါဆရာ။ဇာတ်လည်းခေါ်နိုင်ပါစေလို့ဆရာကြီးကမေတ္တာပို့သလိုက်ပါလေဗျာ။ဟုတ်ကဲ့ပါဆရာကြီး။ကျေးဇူးတင်ပါတယ်ဆရာကြီးရှင်။ဟုတ်ပြီ။အားလုံးပဲအစာဝအနာကင်းပါရှင်ကြပါစေဗျာ။